တရုတ်ဆောင်တန်တာမိုးတိတ်နဲ့ကိုရှေမန်းဆရာဝန်မတို့ရဲ့တုံးပွဲဆိုင်အချစ်ဆန်တိုင်းကအွန်လိုင်းမှာ အရန်ပွဲဖြစ်ပြီးတော့နာမည်ကြီးပါပါတယ်ပလေးတက်ရောင်ဘသူအားပေးပါလဲနဲ့ကိုမအောင်မရေးထားပါအဲ့လိုမျိုးပလေးတက်ဝဲမတော်တဆအွန်လိုင်းမှာနာမည်ကြီးသွားမှာဆိုရင်မဖြစ်မနေဒုတ်တဲ့အချက်လေးကိုပြောမယ်ဘယ်တော့မှစိတ်ညစ်ပြီးတော့အရန်တောက်တာမျိုးမလုပ်ပါနဲ့ကိုနာမည်ကြီးအောင်အတုံးချပြီးတော့ ကြော်ညာနေလားအဲ့လည်းလို့ရှိရဆိုရင်ကြော်ညာနေကိုအများကြီးလက်ခံပါကိုယ့်ရဲ့အေဂျင့်တွေကိုကုမ္ပဏီကိုတွားပြီးဆက်သွယ်ပြီးတော့ကိုယ်နံပါတ်ကြီးအောင်အသုံးချပြီးတော့ကြော်ညာပေးမယ်ဆိုပြီးတော့အလုပ်ရအောင်လုပ်ပါပြီးတော့ကိုယ့်နံပါတ်ကိုအသုံးချပြီးတော့တီရှပ်တွေဂျက်ကက်တွေအုတ်ထုတ်တွေအများကြီးအများကြီးထုတ်လို့ရပါတယ်အကောင်းဆုံးနံပါတ်၁ချက်ကတော့ဒီလိုမျိုးအခွင့်အရေးကိုအသုံးချပြီးတော့ပညာများများတင်ပါအထူးသဖြင့် stock investing call option, put options, advance option နဲ့ day trading movement stop ကိုအိမ်မှာကောင်းကောင်းနဲ့အနားယူရင်တင်လို့ရပါတယ်။တစ်နှစ်ကိုတစ်နိုင်တစ်နိုင် သုံးနိုင်ရဲ့အတုံးချပြီးတော့စီးပွားရှာလို့ရတယ်။ကဘာပတ်နေလို့ရတယ်။စိတ်ညစ်နေရင်အကောင်းဆုံးကကဘာပတ်နေတာအကောင်းဆုံးပါပဲ။ကဘာပတ်မယ်ဆိုရင်ကဘာပတ်ရင်လည်းလုံးဝမဲ့အလို့အရန်အရေးကြီးပါတယ်။စောစောကပညာတွေကတော့ကြိုက်တဲ့နေရာမှာ လို့ရတဲ့ပညာတွေဖြစ်ပါတယ်။အဲ့ပညာတွေသင်ခြင်းဆိုရောလိမ့်နေကို YouTube video description ကမှာမှာရှိပါတယ်။ caution အတင်းနဲ့ထပ်တက်လိုက်တာ caution တက်လိုက်တာအပူရချိုးရင်းရှိတယ်။ဘယ်ဟာမျိုးပူကောင်းလဲ။ဘယ်ဟာပူကောင်းလဲဆိုတော့ဆရာကနေ attractive attractive နဲ့ငါးလမ်းနီးလမ်းငါးလမ်းရှိတယ်။အဲ့ဒါတွေကခင်အကျင့်ဆုံးဒီကောင်တွေကအရင်ကထိရောက်တယ်။ခင်အဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ခင်ပါလေ attractive ခါတွေကိုတိချပိုင်နိုင်လို့ရှိရင်အရှောင်လုံးဝမရှိဘူး။ဆရာဆရာကြီးကတော့ဘာမှနားမလည်ရဘူးနော်။ဆရာပြောတဲ့အတိုင်းပဲလိုင်းလုပ်ပါတယ်။ဒီခါတွေကိုအတိချတိချနိုင်လို့တယ်။လုံးဝအရှုံးမရှိဘူး။ Hello ဆရာ CIS တော့ဆရာကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်။ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာ။အရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ဆရာကြီးအပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရန်ပဲမြင်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဤရှိအတွက်အရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါဤရှိအတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာ